မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့စောင်းမရှင်မောင်တူးရဲ့ချိန်တော့မူထိုးတော့မြေကြီးဒီမိုကရေစီကနုနုစစ်လိုင်းကထန်ထန်ဆိုတဲ့စောင်းပါကိုဖတ်ပြပေးသွားမှာပါအပြောတခြားအလုပ်တခြားနဲ့ဖျားစကားသူပြောကြပြီးလူများတက်နေသူပါတကား အာနာသိမ့်ပြီးပြည်သူပြန်ခုခံနေလို့စစ်ရှုံးနေတဲ့စကားစကောင်းဆောင်မအားလာကဒီမိုကရေစီကို1988ကတည်းကတမတော်ကဖော်ဆောင်ပေးနေခဲ့ပေမဲ့ NND စိုးရလက်ထက်ကာလုံမခေါ်ခဲ့တာကြောင့်မအောင်မြင်ပဲဒီမိုကရေစီက နုနုမုံတိုင်းကထန်ထန်ဖြစ်နေတယ်လို့မေလ19ရက်ကပြောခဲ့ပါတယ်တကယ်တမ်းဒီမိုကရေစီကိုဖျက်ဆီးနေတာကမယောင်လှိုင်ရဲ့စစ်တပ်ပါ ဖြစ်တာက သူကိုယ်တိုင်ပြီးတော့ အကောင်းလုံးနေသူကိုအပြစ်ပြောအပြောတမျိုးအလုပ်တခြားပါ စကားကိုပြောင်းမြန်ပြောနေသူပေါ့မာလာဟာမဟုတ်တာမမှန်တာတွေကိုတဏီတမျိုးပြောနေပါတယ်စိတ်ကောင်းချိတ်ပြီးခွေသားရောင်းနေဆိုတာလဲပြောဘူးပါတယ်မမရရ2020ခုနှစ်ဩဂတ်လ19ရက်နေပြည်တော်မှာကျင်းပတဲ့စရုထကြိမ်မြောက်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ27ပင်လုံးမှာပြောခဲ့တာပါ တချို့နိုင်ငံရေးပါတီများနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဟာစိတ်ကောင်းချိတ်ပြီး ခွေသားရောင်းနေကြတယ်ဆိုပြီးပြောခဲ့ပါတယ်။တကယ်ကသူတို့စစ်တပ်ကသာစိတ်ကောင်းချိတ်ပြီးခွေသားရောင်းတာပါ။ချိန်တော့မူထိုးတော့မြေကြီးဆိုတာကတော့မြမစကပုံတစ်ခုဖြစ်ပါတယ်။လှမ်းတဲ့မိုးပေါ်ကိုထိုးဖို့ချိန်ဝယ်ပြီးမှတကယ်ထိုးတဲ့အခါမြေကြီးကိုထိုးဆိုင်တကယ်တော့ ကြီးကြီးကျယ်ကျယ်ချိန်ရွယ်ပြီးမှတကယ်လက်တွေ့၌အပြားရှူသွားတယ်လို့ဆိုလိုပါတယ်။အခုလဲပြောနေတာကဒီမိုကရေစီလောက်တော့စစ်အာဏာရှင်အလုပ်ပဲမဟုတ်လား။စိတ်ကောင်းချိတ်ပြီးခွေသားရောင်းသူတို့တွေကိုမင်းနိုင်ငံကြီးလုံနေပါသလား။သွားမဲ့လမ်းစဉ်ကပါတယ်လေ။အမြဲတစေ ဖြေပါလိမ့်မယ်။တို့သွားနေတာပြည်သူအများကြိုက်ပြည်သူအားဆိုင်ပြည်သူအားလိုက်နေတဲ့ ဒီမိုကရေစီလမ်းစဉ်ပါပဲပြောတော့ဒီမိုကရေစီလုံနေတာကဒီမိုကရေစီစမ်းမမီတဲ့လူကိုအသေးချီမဲ့စစ်ဝါဒီအော်သိပါပြီစိတ်ကောင်းချိတ်ပြီးခွေးသားရောင်းစားမဲ့ခွေးတက်တမားပါတီတက္ကသိုလ်ဘုံကျွဲဇူလိုင်21 20ဒီမိုကရေစီဆိုတာဘာလဲ အခုအာဏာသိမ်းစစ်ကောင်ဆောင်ကဒီမိုကရေစီကို1988ကတည်းကပေါ်ဆောင်ပေးနေပါတယ်လို့ပြောခဲ့ပါပြီ။သူပြောတာတွေကိုသတင်းစာတွေမှာဖတ်နေကြရပြီ။မြမတမ်းမှာကြီးညာနေပြီ။ရုပ်မြင်သံကြားတွေမှာလွှင့်နေပါပြီ။ဒီတော့အကြောင်းထက်နေပြီဖြစ်တဲ့ဒီမိုကရေစီရဲ့အတိတ်ဘယ်ကိုပြန်ကြည့်အောင်ပါ။ဒီမိုကရေစီဟူသော စကားရက်သည် ရှီဟောင်းဂရိစကလုံးဒီမိုပြည်သူလူထုနှင့်ခရတိုအာနာမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ပြည်သူအများအာဏာပိုင်ဆိုးသောစနစ်ကိုခေါ်ဆိုနိုင်ပါတယ်။ဒီမိုလှုပ်သားပြည်သူတိုင်းသူပြည်သားနှင့်ခရစ်စတီးယားအာဏာအာဏာပိုင်ဆိုးမှုပေါင်းစည်းပြန်ဆိုသောပြည်သူအများစုပေါင်းပါဝင် အာဏာပိုင်ဆိုးသော စနစ်ဟုဆိုနိုင်ကြောင်းလည်းဖွင့်ဆိုချက်ရှိပါတယ်။ရှိခိဂရီမျိုးပြနိုင်ငံများမှ နိုင်ငံသားများသည့်အစိုးရ၏လှုပ်ဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကိုဆိုလိုပါတယ်။စကလုံးသဘောအရဒီမိုကရေစီ ဆိုသည့်အဓိပ္ပာယ်ကိုအတိအကျဖော်ပြထားခြင်း မရှိတော့လေအဆုံးတွင်နိုင်ငံရေးအာဏာသည် အရွေးရောက်ပြီးသောပြည်သူလူထုတရက်လုံး၏လက်ထဲ၌သာရှိပါတယ်။အဖွဲ့ငယ်အုပ်စုငယ်များ၌အုပ်ချုပ်ပိုင်ခွင့်မရှိဟုအဓိပ္ပာယ်ထွက်သည် ဆိုပြီးတော့ဝီကီပီးဒီးယားမှာဖွင့်ဆိုပါတယ်။ဆရာနာသိန်းသာဟာဒီမိုကရေစီကိုဖျက်သိမ်းခြင်းမှာ1990ရွေးကောက်ပွဲမှာပြည်သူလူထုက ရွေးကောက်တင်မြောက်လိုက်တဲ့လွှတ်တော်အမတ်တွေကိုလွှတ်တော်ခေါ်ခွင့်မပေးတာကဒီမိုကရေစီကိုဖျက်ဆီးတာတာပဲစစ်တပ်ကလွှတ်တော်မခေါ်ပေးတဲ့အပြင်လွှတ်တော်အမတ်တွေကိုတောင်းတပ်ပစ်ခဲ့တယ်။ခရမ်းအမတ်ဦးတင်မောင်ဝင်းကိုကိုကျွန်းအမတ်ဦးလှတန်းစတဲ့သူတွေကို ထောင်နဲ့အကျဉ်းစခန်းတွေမှာတပ်ပစ်ခဲ့တာဟာစစ်တပ်ပါ။ လူထုအများရွေးထားတဲ့အမတ်တွေကိုစစ်တပ်ကတပ်ပြီးစစ်တပ်ကဒီမိုကရေစီကိုဖော်ဆောင်နေပါတယ်လို့ပြောတာကတော့အပြောတမျိုးအလုပ်တမျိုးပေါ့ပြောတော့မို့ထိုးတော့မြေကြီးဆိုသလိုရှက်စရာလဲကောင်းပါတယ်ရှစ်လေးလုံးရေတော်ပုံမှာ အသက်တွေပေးပြီးရလာတဲ့1990ရွေးကောက်ပွဲပါဒီမိုကရေစီကနုနုကလေးကိုစစ်တပ်မုံတိုင်းကြီးကရိုက်ခတ်လိုက်ပြန်တာပါ အခုလဲ2025ခုနှစ်ဒီဇင်ဘာရွေးကောက်ပွဲ လှုပ်ချင်နေကြပြန်ပါပြီလှုပ်ကြည့်ပါမရပါဘူးရရင်လည်းပဲစစ်တပ်ကမကြိုက်ရင်တင်းလို့တဲ့အချိန်အာနာပြန်သိမ်းမှာပါပဲကြံခိုင်ရေးပါတီကမဲနိုင်ပြီးအုတ်ချုပ်ရင်လေကြံခိုင်ရေးကစစ်တပ်ပဲလေစစ်တပ်ကပဲအုတ်ချုပ်တာပဲပေါ့ကြံခိုင်ရေးပါတီဒီစစ်တပ်ဖြစ်ပါတယ်စစ်တပ်ဟာ1958ခုကတည်းကစတင်ပြီးအာနာအစမ်းသိမ်းပါတယ်ကွင်းဆန်းတာပေါ့ လက်ရင်သွားပြီဖြစ်တဲ့1962ခုနှစ်မတ်လ2ရက်မှာတော့အာနာကိုထာဝရအသိမ်းပါတော့တယ်1984ခုနှစ်ဇူလိုင်လ4ရက်မှာမဆာလာမြမဆိုရှယ်လစ်လမ်းစဉ်ပါတီဖွဲ့ပါတယ်နောက်တော့မဆာလာပါတီကအုပ်ချုပ်သွားပါတယ်မဆာလာကအယက်သားပါတီပါလို့ပြောနေပါတယ်ဘာပဲပြောပြောမဆာလာပါတီဟာစစ်တပ်ပါပဲအာနာသိန်းခေါင်းဆောင်ဘူနေဝင်းကနေပြီးတော့ဦးနေဝင်းကိုပြောင်းပြီးတော့အုပ်ချုပ်ပါတယ် အခုလည်းပဲတမတဥမင်းအွန်လိုင်းဆိုပြီးလှုပ်ဖို့ကြံစီနေတာပါရှီလီလုံးရေတော်ပုံကြီးမှာမဆလာပါတီတော်ပါပြီ ဆိုပြီးပြည်သူကတောင်းဆိုတော့တာဆညတိုင်းရင်သားစီလုံးညီညွတ်ရေးပါတီဆိုပြီးပြောင်းပါတယ်1990မှာစစ်တပ်ပါတီတာဆညက NLD ကိုခွက်ခွက်လန်ရှုံသွားတော့ကြံ့ခိုင်ရင်ပါတီကို ဖွဲ့တော်တာပါပဲပထမကြံ့ခိုင်ရင်အသင်းဖွဲ့ပါတယ်နောက်တော့မှ ပါတီပြောင်းဖွဲ့တာပါ ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းနဲ့ဖွံ့ဖြိုးရေးအသင်းဟာနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက1993ခုနှစ်စတင်ဗာလ15ရက်နေ့မှာထူထောင်ခဲ့တဲ့အဖွဲ့ဆိုပြီးစစ်တပ်ကကြေညာထားတာပါဘ ਹੁ ဌာနချုပ်နေပြည်တော်မှာထားပါတယ်ဘ ਹੁ အသင်းတသင်းပြည်내အသင်း18အသင်းခရိုင်အသင်း66သင်းမျိုးနယ်အသင်း320သင်းပါဝင်ပြီးတော့2009ခုနှစ်ဧပြီလကောက်ယူထားတဲ့စည်ရင်အရာ အသင်းဝင်က52တန်းခန့်ရှိခဲ့တဲ့ဝန်ထမ်းတိုင်းမဝင်မနေရလှုပ်လို့ပြဿနာတွေတတိကြီးတက်ကြပါသေးတယ်။ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကြံ့ခိုင်ရေးပါတီကိုလည်းပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကနေနိုင်ငံရေးပါတီအဖြစ်2010ပြည့်နှစ်ဇွန်2ရက်နေ့ကကော်မရှင်မှာမှတ်ပုံတင်ပြီးပြောင်းလိုက်ပါတယ်။ကြံ့ခိုင်ရေးပါတီဟာစစ်တပ်ပါတီပဲမို့ကိုကိုကြီးတတ်တတ်ခိုင်ဆိုင်အပေါင်းတို့ ြောနေကြသလိုရွေးကောက်ပွဲပြီးရင်ရသားဆိုးရွားကို ပြောင်းမယ်ဆိုတာကဘုံမင်းအောင်လှိုင်ကနေဦးမင်းအောင်လှိုင်ကိုပဲပြောင်းမှာပါပဲအပြောတစ်မျိုးအလုပ်တစ်မျိုးအာနာသိန်းစစ်ကောင်စီကအပြစ်ကရစက်ပြီးလို့ကြင်ညာလိုက်ရင်တော့သတိသာထားကြပြီတော့သွားမယုံပါနဲ့စာရွက်ပေါ်မှာပဲအပြစ်ကရက်တာပါ မြေပြင်မှာတော့စစ်စင်ရေးတွေက အလုံးအင်းနဲ့လာမှာပါပဲအထက်ကစကရက်ကဂရနီတိုင်းရင်သား တမှုကြီးဘုံမှုအောင်မြက်ပြောခဲ့ဖို့တဲ့စကားပါဒီစကားမှန်တယ်ဆိုတာအခုအသက်သေးပြနေပါပြီငလျင်အပြီးစစ်တပ်ကအပြစ်ရက်တယ်လို့ကြေညာနေတာပါပဲစစ်စင်ရေးတွေကြတော့မရက်ပါဘူးရွာတွေမိရှို့စဲလေရင်တွေဘုံကျဲနေတာကိုမှ တုံးအောင်နေတိုင်းမှာတချိန်ချင်းညတိုင်းမှာ တနေ့မှမရက်ပါဘူးတညမှမရက်ပါဘူးဘလို့ယုံရမလဲဘဲပုံယုံရမလဲအပြုတ်တစ်မျိုး အလုတ်တစ်မျိုးပါပဲ။ အာနာရှင်ဟာအရှင်မထွက် တိုက်ပွဲဆက်မှအောင်ပွဲရ2020မှာပြည်သူကစစ်တပ်ကိုမကြိုက်ဘူး NLD နဲ့ဒီမိုကရေစီပါတီတွေကိုမဲထည်တယ်စစ်တပ်ကိုဖြုတ်ချင်တယ်ဒါကလူမှုစန္ဒမဲပေးခဲ့ကြပါတယ်စစ်တပ်ကသူ့ရဲ့ကြံ့ခိုင်ရေးပါတီမနိုင်တော့အာနာသိမ်းပါတယ်ဒီတော့လူမှုကစစ်တပ်ကိုမကြိုက်ဘူးတပြည်လုံးစန္ဒပြတယ်လူလှိုင်းလုံးကြီးတွေဖြစ်သွားတယ်ဒါကလူမှုစန္ဒစန္ဒပြခဲ့ကြတာပါ စစ်တပ်ကဆန္ဒပြသူတွေကိုပြစ်တတ်တယ်ဖမ်းတယ်ဒီတော့လူထုကရရလက်နက်ဆွဲပြီး PDF တပ်ဖွဲ့ဖွဲ့တယ်ခုခံပြန်ချတယ်အခု PDF တပ်၄နှစ်သားဖြစ်နေပါပြီအရှင်ရနေပြီအဲ့ဒါလူထုစန္ဒလက်နက်ကင်ကြတာပါပဲဖေဖော်ဝါရီလ၁ရက်2022ခုနှစ်မတရားဆက်ရနာလူမှုဖြစ်စဉ်အစကနေမေလ20ရက်နေ့2025ခုနှစ်အထိအကြမ်းဖက်ဆက်ရုပ်စုနဲ့လက်ပါစီတွေကြောင့်လူဒေါ်လာရေးကာလတည်ဆုံခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားသူနဲ့ပြည်သူပေါင်းဟာ6900ဦးရှိခဲ့ပါပြီ။ဒါပြင်ဖန်စီခံခဲ့ရသူပေါင်းက2962ဦးရှိပြီးတော့အဲ့ဒီထဲက2092ဦးထိမ့်သိမ်းခံနေရစေလို့ AABB ကထုတ်ပြန်ထားပါတယ်။ဒါလောက်အသေးခံအဖမ်းခံပြီးခုခံနေကြတာငလျင်ကြောင့်စာမေးပွဲပြန်ခေပြန်ဖြေခိုင်းတယ်လို့ရွေးကောက်ပွဲပြန်လုပ်ဖို့မဟုတ်ပါဘူး။ ဒီနေ့ထိဆန္ဒပြနေကြတဲ့ပြည်သူတွေရဲ့ကြွေးကြော်တံတွေလို အာဏာသိမ်းစစ်တပ်အမြင့်ဖြတ်ဖို့သာ ဖြစ်ပါတယ်။ဖက်ဆစ်စစ်တပ်အမြင့်ဖြတ်ဖို့သာဖြစ်ပါတယ်။အခုဆိုရင်လင်းနေတာပီရီယက်ကတော့မြို့ကိုမြို့ကိုတင်ထားပါပြီ။မြို့60ကိုတော်လန်တပ်ပေါင်းစုတွေကတင်ထားပါပြီ။ရှစ်ဆက်တို့မဲ့အောင်ပွဲတွေကလည်းကြိုနေပါပြီ။အလုံးညီညီညာညာဝိုင်းတွန်းကြရင်ဖြင့်အောင်ပွဲကမဝေးတော့ပါ။ဒီမိုကရေစီနုနုကိုရိုက်ခတ်ဖြစ်စည်းထားတဲ့ စစ်လိုင်းထန်နေတာကိုဒါစီကြားမှသာပြည်သူဘဝအေးချမ်းပါမိကြောင်းတင်ပြလိုက်ရပါတယ်ခမညာ